မင်္ဂလာပါ audio wine စောင်းနိုင်မှာအကျိုးဆိုပါတယ်ဒီခုခါမှာတော့အသစ်ဆိုင် Facebook page ကနေတင်ဆက်ထားတဲ့အိမ်ကကိုနစ်ကလေးလေးသွားတန်းစီပြီးယူလာတဲ့အလူထမင်းဘူးလေးလို့ခေါင်းစဉ်ပေးထားတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာအိမ်ကကိုနစ်ကလေးလေးသွားတန်းစီပြီးယူလာတဲ့အလူထမင်းဘူးလေးကျုပ်မကြည်သေးအချင်းချင်းနဲ့ ငရုတ်သေးတောင်လေးတောင်ပါပါသေး။ဒီနေ့မိုးရွာရွာထားတော့ရက်ွက်ထဲကအန်တီဂျီတွေကအလူရှင်တွေ မလာတော့တော့ဘူးထင်းနေတာတဲ့။အခုတော့အထင်နဲ့တခြားစီလားလူလိုက်ကြတာများအောင်းအောင်းကိုထနေတာပဲတဲ့။ဘာပဲဖြစ်ဖြစ်ဘေးအနေရဲ့တင့်ဒေတာဆိုတော့ဒုက္ခနည်းနည်းရောက်တဲ့လူဖြစ်ဖြစ်များများရောက်တဲ့လူဖြစ်ဖြစ်ချက်ပြုတ်စားတော့နေဖို့ဆိုတာလုံးဝမလွယ်ကူတဲ့ချင်နေပါ။မိုးဆိုတာလင်းလိုက်တာနဲ့ ဘယ်ချိန်ကထချက်ပြီးလာမမသိအဝေးကြီးတွေကကိုရောက်နေကြပြီကော့ပြည်သူတွေအတွက် နေလဲစားဆိုနေလဲစားညနေစားဆိုညနေစားမလိုစေရဘူးလားကူကြတာဆိုတာကို့မြို့မှာကနေလဲစားဆိုရင်တောင်းနေလဲစနစ်နာရီတစ်ချက်ရကန်းတန်းချိန်အားမှတကြကြကြစားကြတာဘောအခုဆိုစေနာရီထိုးတာနဲ့ကို အစင်သိမ်းရောက်လာပြီ။ အလံပဲနဲ့ကိုလာရောက်လှူဒန်းကြတဲ့အလှရှင်များအားလုံးကိုအများကိုသာကျေးဇူးထူးတင်ပါတယ်။ကျွန်တော်တို့ဆိုကိုထက်လိုအပ်နေတဲ့လူတွေမရမှာဆိုလို့သွားပြီးယူတာဘာညာမလုပ်ပေမဲ့ဒီနေ့တော့မိုးအရွာအပြင်ထွက်ဝယ်ယူစားတော့ဖို့အခက်ခဲနေဆိုတော့ငုတ်တုတ်ထိုင်းနေရင်ကလေးလေးကသူ့မဝမ်းဝဲတွေခေါ်လို့လိုက်သွားတန်းစီပြီးအခုလိုလူထမင်းဘူးလေးရလာခဲ့တော့နေလေစာအတွက်အလုံးမရှုပ်စိတ်မပူရပဲ။ အခုစားနေရမှာပဲတချို့နေရာတွေကတော့အရင်ကလည်းလက်လောက်လက်စားဘဝနဲ့ပင်ပင်ပန်းပန်းနေခဲ့ရုံငယ်ရတဲ့ဘဝတွေဆိုတော့လားလူကြတဲ့အခါမရလိုက်မှဆိုလို့အတင်းလူယူတာတွေဝိုင်းအောင်တာတွေရသမျှလာဥကြတာတွေရှိရပေမဲ့နေရာတိုင်းလူတိုင်းတော့မဟုတ်ပါဘူးတချို့လူတွေပြုမှုနေမိကြတာကလည်းဆင်းရဲခဲ့ဘူးတော့အဆင်မပြေခဲ့ဘူးတော့ဒုက္ခတွေရောက်ခဲ့ဘူးတော့တခခုဆို မလောင်းကားမှာတော့နေဖို့ညစာမရှိတော့မှာတော့ဆိုတာရယ်ပြန်အဆင်ပြေဖို့ကလည်းဘလောက်ကြာမလဲမသိတော့လိုအပ်အပ်မလိုအပ်အပ်မစင်းစားမစင်းညင်တော့ပဲရာသလောက်ယူထားမှရမယ်ဆိုတော့မလိုလောဘလေးတွေကအာနာချက်တစ်ခုလိုဖြစ်ပြီးအဲ့ဒီဆင်းရဲမှုနောက်ွယ်ကဖြစ်တည်လာတဲ့နောက်ဆက်တွဲထရိုမာရဲ့အကျိုးဆက်အနေနဲ့နေချရလို့ပါထို့ကြောင့်တိတိယောက်ယောက်နဲ့ဆက်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 လေးဖြစ်ဖို့ အလူရှင်လေးတွေကဘယ်လိုကူညီရင်ဒီလိုမဖြစ်နိုင်တော့မလဲဆိုတာဘိုင်းဝန်စဉ်းစားပြီးတေချာလေးကူညီဝေမျှပေးသွားလို့ရပါတယ်ခင်ဗျာ